မရှိုင်းလာတမုတ်တရားရဲ့အောက်ခြေမှာတော့ရေရောက်တိုင်းမြေကြီးတစ်ခုရှိနေပါတယ်။သူရောက်တိုင်းမြေကြီးကပင်လယ်နေတပ်တော်တွေနဲ့ရေသူတွေတူမာတွေအိမ်ဆိုရင်လည်းမမှားပါဘူး။တိုင်းမြေကြီးအုပ်ချုပ်နေတဲ့သူကဘင်ဂျီဖိုက်တာပါ။ဘင်ဂျီဖိုက်တာဟာသူတို့ရဲ့မြို့နယ်၅တွေဖမ်းဆီးနေတဲ့လူသားတွေကိုအမြင့်ကြီးမနေပါဘူး။ဒါကြောင့်လည်းရေပေါ်တက်ပြီးလူသားတွေနဲ့ပတ်သက်ဖို့ကိုသူတိုင်းမြေမှာရှိတဲ့ရေနေတပ်တော်အားလုံးအမိန့်ထုတ်ထားခဲ့ပါတယ်။ဘင်ဂျီဖိုက်တာမှာသမီး9ယောက်ရှိပါတယ်။သူသမီးတွေအကုန်လုံးကရုပ်ရည်ချောင်းမလှပတဲ့ရေသူမတွေကြီးပါပဲ။ သမီးတွေအားလုံးထဲမှာမမာရီယိုဆိုတဲ့ငယ်ဆုံးသမီးလေးကတော့သူ့မိုက်ထပ်ပို့ပြီးရုပ်ရည်ကောအတန်မှာတာလုံနေပါတယ်။မာရီယိုလေးဟာရေသူမလေးတစ်ယောက်ဖြစ်နေပေမဲ့လူသားရဲ့မျိုးချစ်တော်နဲ့ချောင်းနဲ့ကုန်းမြေပေါ်မှာနေထိုင်ခြင်းနဲ့ကောင်မလေးတစ်ယောက်ပါ။သူမရဲ့စိတ်ဆန္ဒကြောင့်ပဲဖိုက်ခင်ရဲ့တားမြစ်ထားမှုရှိနေရတာမှမာရီယိုလေးကတော့တင်မပြတ်တွေစီကိုအမျက်သွားနေတတ်ပြီးလူသုံးလောက်ပစ္စည်းတွေကိုသူ့ဖြစ်မသိအောင်လို့လိုက်နဲ့ရှာဖွေစုဆောင်းနေတတ်ပါတယ်။မာရီယိုဟာတင်မပြတ်တွေစီသွားတိုင်းသူ့ငွေချင်းငါးလေးပြောင်းတော့အမျက်ခေါက်သွားလို့ရှိပါတယ်။ တင်မပြတ်တွေစီကနေပြည်သူတခုရလာတိုင်းလဲရေပေါ်မှာနေတဲ့ပင်လယ်စင်အောင်ငှက်ကြီးစီကိုမျက်သွားမိတ်လေးရှိပါတယ်ပင်လယ်စင်အောင်ငှက်ကြီးကတော့အစရာကြီးဖိုက်ဖမ်းပြီးအမျက်တလွဲတွေပြောနေတတ်ပေမဲ့လူတွေကြောင့်ဘာမှမသိတဲ့မာယူလေးကတော့ငှက်ကြီးပြောတဲ့မြောင်ကောင်းမြင်ပြီးနားထောင်လေးရှိပါတယ်တနေ့မှာတော့မာယူလေးရေပေါ်တက်သွားတော့ဘင်းကြီးထွန်းနဲ့တိသွားခဲ့ပါတယ်ဒါနဲ့ဘင်းကြီးလဲသူ့စကားနားထောင်လို့ဆိုပြီးမာယူလေးကိုစုပါတော့တယ်ဖခင်ဆိုတာခံရလို့မာယူလေးလဲသူ့ရဲ့လှုပ်ရနေရာလေးကိုသွားပြီးငိုကြွေးပါတော့တယ်မာယူလေးရဲ့နောက်ကနေလိုက်လာတဲ့ဘင်းကြီးရဲ့လူယုံကနန်းကတော့လှုပ်ရနေရာကိုတွေ့သွားခဲ့ပါတယ် မယိုလေးဟာသူ့ဘာကင်ကိုပြန်မပြောဘူးခဏတောင်းဆိုနေတဲ့အချိန်သူတို့ကောင်းထက်ပင်လယ်ပြင်ပေါ်ကနေတမောသတိကဖြတ်သွားခဲ့ပါတယ်။ဒါအမြင်တော့ area လေးလည်းရေမြေမောင်ကိုပြစ်တက်ပြီးကြည့်ပါတော့တယ်။တမောပေါ်မှာကပါတီဘွက်ကိုကျင်းမာနေကြပြီးမယိုလေးတမောပင်ပေါ်ကနေခိုးကြည့်နေတာကိုတမောပေါ်ကလူတွေကတယောက်မှသတိမထားမိကြပါဘူး။မယိုလေးခိုးကြည့်နေအောင်သိရဆိုလို့တမောမှာပါလာတဲ့ဖော်ရွက်ခွေးလေးကောင်မှရှိပါတယ်။မယိုလေးဟာပါတီထဲမှာကနေသူတွေကိုကြည့်နေဖော်ရွက်ခွေးလေးရဲ့တခင်မေတာအဲရစ်ကိုတွေ့သွားခဲ့ပါတယ်။ မာယိုလေးဟာမင်းသားအဲရစ်ကိုမြင်မြင်ချင်းပဲချစ်မိသွားခဲ့ပါတယ်။အဲ့ဒါနဲ့ပဲမင်းသားပြည်မှုသမ ्या ကိုစောင့်ကြည့်နေတော့မုံလိုက်တစ်ခုကတိုက်ခတ်လာပါတော့တယ်။မုံလိုက်ဟာပြင်းထန်လွန်းလာကြောင့်တင်းမောဟာရေထဲကိုနှိမ့်မြောက်သွားပါတယ်။မင်းသားအဲရစ်ကရေကူးတက်ပေမဲ့တင်းမောပေါ်မှာကြံခဲ့တဲ့ဖော်ရွေးခွဲလို့သွားခဲ့တဲ့အချိန်သူကတော့ပိတ်မိပြီးကြံနေခဲ့ပါတယ်။ပိတ်မိပြီးထိခိုက်မိတဲ့တံတွေကြောင့်မင်းသားရဲ့အဲရစ်ဟာရေထဲကိုတတိလွတ်ပြီးပြုတ်ကျသွားပါတော့တယ်။ဒါအောင်မြင်တော့မာယိုလေးလည်းမင်းသားအဲရစ်ကိုအပြေးကယ်ပြီးနီးတဲ့အကန့်သက်ကိုခေါ်သွားခဲ့ပါတယ်။မာယိုလေးဟာမင်းမျောနေတဲ့မင်းသားအဲရစ်နားမှာနေပြီး သူ့ရဲ့တာရတဲ့အတန်နဲ့တခြင်းတမောက်ကိုတီးဆိုရင်မင်းသားအဲ့ရတတိယလာမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ဗိုင်ယိုလည်းတခြင်းတောင်ကြာပြီးမင်းသားအဲ့ရလည်းမမျောနေရကနေနိုးလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲတက်တိုက်ဆိုင်ဆိုင်မင်းသားကိုလိုက်ရှာနေတဲ့လူတွေရောက်လာလို့အေရီယာလေးလည်းရေထဲကိုပြေးပြီးပုံနေလိုက်ရပါတယ်။အေရီယာလေးလုံနေရဲ့အားလုံးကိုကနန်းနဲ့ငါးလေးဖလောင်တာတို့အပြင်အခြားသူတို့ရောက်လည်းကြည့်နေခဲ့ပါတယ်။အဲ့ဒီသူကတော့ပင်လယ်ဆုံးမကြီးပါပဲ။အေရီယာလေးအိမ်နဲ့ရောက်တော့သူ့မတွေစီကနေအချက်ချောင်းတွေမေးနေခဲ့ပါတယ်။ တော်ဘီအန်ဂျီထိုင်တယ်ကကြာပြီသူသမီးကြိုက်နေတဲ့သူနဲ့တွေ့ဖို့ကနန်းကိုခေါ်ကဘသူလဲဆိုပြီးမေးပါတော့တယ်။ရှောင်းလဲလို့မရတဲ့ကနန်းလဲဖြစ်ချောင်းကုန်တင်ကိုဘီအန်ဂျီထိုင်တယ်ကိုရှင်းပြလိုက်ပါတယ်။အကြောင်းဆုံးကိုဘီအန်ဂျီထိုင်တယ်တည်သွားတော့သူသမီးကြိုက်နေတဲ့သူကလူသားတယောက်ဖြစ်နေတာမို့သောသမုံနေထားပြီးအေရီယာလှုပ်ဝက်နေအောင်တွားခဲ့ပါတယ်။လှုပ်ဝက်နေအောင်ကိုရောက်တော့ဘီအန်ဂျီထိုင်တယ်ကအေရီယာကိုစုပူချိန်မှပြီးအေရီယာတိုင်းထားတဲ့လူသားပစ္စည်းတွေအကုန်လုံးကိုသူ့ရဲ့ခင်းကွားနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်။တိုင်းထားသမျှအကုန်ဖျက်ဆီးသွားခဲ့တာကြောင့်အေရီယာလေးလည်းတယောက်ထက်ငိုနေခဲ့ပါတယ်။ ဘင်းကြီးလဲလူသားရဲ့လက်ထဲမှာသူသမီးဒုက္ခရောက်မှာဆိုတဲ့စိတ်နဲ့လှုပ်ခဲ့ပေမဲ့သူကိုယ်တိုင်လဲသူသမီးကိုယ်တိုင်မြင်ပြီးစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ဘင်းကြီးထိုင်နေထွက်သွားတော့ငိုနေတဲ့ area စီကိုပင်နယ်ဆုံးမကြီးမှုထားတဲ့ငါးနှစ်ကောင်ရောက်လာခဲ့ပါတယ်။ငါးနှစ်ကောင်ကလူသားချင်းချင်းသူတို့နဲ့လိုက်ခဲ့လို့ area ကိုပြောလိုက်ပါတယ်။ဖိုင်ကင်ရဲ့စုပုံချင်းကိုခံထားတဲ့ area လဲဘာမှမစဉ်းစားနိုင်တော့ပဲလူသားဖြစ်ကြောင်မို့ငါးနှစ်ကောင်ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ကနန်းနဲ့ငါးလေးဖလောင်တာက area ကိုတားပေမဲ့ area ကလက်မခံခဲ့ပါဘူး။ငါးနှစ်ကောင်ခေါင်းအနေအရာကိုရောက်တော့ပင်နယ်ဆုံးမကြီးကစောင့်ကြုံနေခဲ့ပါတယ်။ ဖင်နဆုံးမကြီးကအေရီယာကိုတွေးတော့လူသားပြပြောင်းရင်ပြပြောင်းမလို့ရအောင်ပြောခဲ့ပါတယ်။ဒါပေမဲ့အဖိုးကတော့ရှိပြီးချက်တော့အတွက်အေရီယာအတန်ကိုအလဲလဲအနေနဲ့ပေးရမှာပါ။ပြီးတော့အချိန်ကလည်း၃ရက်ပဲရှိပါတယ်။၃ရက်ပြည့်လို့မှမင်းသားလေးစီကအချက်ဆက်နန်းကိုမရရင်အရင်လိုရေသူမပုံနဲ့ပြပြောင်းသွားမှာဖြစ်ပြီးအေရီယာဝိညာဉ်ကိုလည်းဆုံးမကြီးကပိုင်ဆိုင်သွားမှာပါ။မင်းသားလေးကိုချက်နေတဲ့ area လေဘာမှမစင်းစားနိုင်တော့ပဲလူသားပုံစံပြောင်းမှုအတွက်ပင်နယ်သုံးမကြီးပြည်ရဲ့စာချုပ်မှာလက်မှတ်ထိုးလိုက်ပါတော့တယ် စာချုပ်ချုပ်ပြီးရနဲ့ပင်လယ်ဆုံးမကြီးက area လေးကိုလူသားပုံစံပြောင်းမိလိုက်ပါတယ်။လူသားပုံစံနဲ့ area လေးကမ်းခြေမှာရှိနေသောမင်းသား area ကတွေ့သွားခဲ့ပါတယ်။သကားမပြောတတ်တဲ့ area လေးကိုမင်းသား area ကတနာပြီးနန်းတော်တွေခေါ်သွားခဲ့ပါတယ်။နန်းတော်တွေကိုရောက်တော့လူသုံးဆောင်ပြည်သူတို့အကြောင်းဘာမှမသိတဲ့ area လေးလည်းတိုင်ပတ်နေခဲ့ပါတယ်။ပင်လယ်ဆောင်ငှက်ကြီးပြောတဲ့အတိုင်းရှောက်လုံးနေခဲ့ပေမဲ့အကုန်လုံးကပောက်ကြရတွေကြီးပါပဲ။ဒါောင်မင်းသား area ကမြင်ပြီးအပြစ်မမြင်တဲ့အပြင်ပြုံးပြီးရီမောနေခဲ့ပါတယ်။ဒါတစ်ဖက်မှာတော့ဗင်ကြီးထွိုင်တွေကမင်းသမီးလေး area ပြောင်းနေလို့နောင်လိုက်ရနေပါတယ်။ သူ့ရဲ့နန်းတော်ကအမှုတန်းတွေအကုန်လုံးကိုလည်း area ကိုရှာဖို့စစ်လွှတ်လိုက်ပါတယ်။ area ကတော့မင်းသားလေးနဲ့ရှင်နေပြီ။နှစ်ယောက်တည်းအထူးအချိန်တွေအကုန်လုံးနေပါတယ်။အချိန်ကခဏလေးဆိုပေမဲ့မင်းသားလေး Eric လည်း area ပေါ်မှာအချက်တွေအောက်ဝင်နေခဲ့ပါပြီ။ညနေပိုင်းနှစ်ယောက်တည်းလှိစီးနေကြတော့မင်းသား Eric က area ကိုနန်းတော်မဲ့အချိန်ပင်လယ်ဆုံးမကြီးရဲ့ငါးနှစ်ကောင်ကအလှုံမဖြစ်ခဲ့တာကြောင့်နှစ်ယောက်လုံးမနန်းလိုက်ကြရပါဘူး။ဒီလိုနဲ့နောက်ဆုံးသုံးယောက်မြောက်နေ့ကိုရောက်လာခဲ့ပါတယ်။ area လေးမနက်ခင်းနှုန်းနှိုးခြင်းမှာပဲပင်လယ်စီအောင်ငှက်ကြီးလာပြောတဲ့မင်းလာတင်းပုတ်ကိုကြားလိုက်ရပါတယ်။ အဲ့ဒီတဲ့င်းကတော့မင်းသားအဲရစ်ကဒီနေ့ညနေမှာမင်္ဂလာဆောင်မှတ်တဲ့င်းမှာပဲအဲရီယာလည်းသူ့နဲ့လှုပ်ထည့်ပြီးပျော်နေတဲ့အချိန်မင်းသားအဲရစ်ကိုအခြားမိန်းမတစ်ယောက်နဲ့တွေ့လိုက်တာကြောင့်အဲရီယာလည်းအသက်ကွယ်ပြီးအခန်းထဲမှာတစ်ယောက်တည်းငိုနေခဲ့ပါတယ်အမှန်ကတော့အဆုံးမကြီးကမင်းသားအဲရစ်ကိုစိတ်ညှို့ထားခဲ့တာပါတပေးပြင်းနဲ့ညနေဆောင်လာပြီးလက်ထပ်မှအချိန်ကနီးကပ်လာခဲ့ပါတယ်ပင်လယ်ဆိုင်အောင်ငှက်ကြီးကလက်ထပ်ပွဲလုံးမဲ့တင်မောနာမှာတဝဲလဲလဲလုံနေတော့မှန်တဲ့ကနေသူတို့သမီးရဲ့ပုံစံအဆက်ကိုတွေ့သွားခဲ့ပါတယ် ဒါဆိုသမီးရဲ့ပုံစံအမှန်ကပင်လယ်ဆုံးမကြီးဖြစ်နေတာကြောင့်ပင်လယ်ဇေယျောင်းကလည်း area ရုပ်စီကိုအပြေးသွားပြီးပြောလိုက်ပါတော့လေ area လည်းအကြောင်းဆုံးသိသွားတာနဲ့ဘင်္ဂလားဘက်ကိုသွားတာဖို့လောက်ပါတော့တယ်အဲ့ဒီအချိန်ကနန်းကလည်းဘင်ကြီးထွက်နေစီကိုအပြေးသွားပြီးအကြောင်းဆုံးကိုသွားပြောနေပါတယ် area မင်္ဂလာဘက်ကိုရောက်တော့ဇေယျောင်းကကြီးနဲ့ဖော်ရွက်ခွေလိုချက်အခုညီကြောင့်သုံးမကြီးစီကနေသူ့ရဲ့အတန်ကိုပြန်ရရှိသွားခဲ့ပါတယ်မင်းသား area လည်းသုံးမကြီးစီကနေစိတ်ညစ်ခံတာပြန်ပြီးသွားပြီး area စီအပြေးသွားကနမ်းမလောက်ပါတော့တယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီး နေကဝင်သွားပြီဖြစ်တာကြောင့် area လေးကလည်းရေသူမပုံစံပြောင်းပြောင်းသွားပါတယ်။စား၆တိုင်းဆိုရင် area လေးကိုပင်လယ်ဆုံးမကြီးကပိုင်ဆိုင်သွားခဲ့ပါပြီ။ဆုံးမကြီးက area ကိုခေါ်ပြီးရေအောင်ပြန်ဆင်းနေတဲ့အချိန်ဘင်းကြီးထွက်တဲ့ရောက်လာခဲ့ပါတယ်။ဆုံးမကြီးနဲ့ချုပ်ထားတဲ့စားချုပ်ကိုခင်းဝါနဲ့ဖျက်ဆီးပေးမဲ့လုံးဝမပြတ်သေးခဲ့တာကြောင့်သူ့သမီးစားသူ့ဝိညာဉ်နဲ့လဲဖို့စားချုပ်တဲ့တစ်ခုကိုဘင်းကြီးထွက်နဲ့ချုပ်ဆိုခဲ့ပါတယ်။စားချုပ်ချုပ်ပြီးကြနဲ့ပင်လယ်ဆုံးမကြီးကဘင်းကြီးကိုဝိညာဉ်ပုံစံပြောင်းလိုက်ပြီးဘင်းကြီးရဲ့တရက်ခုနဲ့ခင်းကိုအပိုင်သိမ်းလိုက်ပါတယ်။ ။ဒါအောင်မြင်တော့ area နဲ့ area နောက်ကိုလိုက်လာတဲ့မင်းသား area တို့ကသုံးမကြီးကိုပေါင်ပြီးတိုက်ပါတော့တယ်။သူတို့ရဲ့တိုက်ခိုက်မှုကြောင့်ပဲသုံးမကြီးငါးနှကောင်ကတိတ်သွားခဲ့ပါတယ်။သုံးမကြီးလည်းဒေါသထွက်ပြီးခရင်ရဆွာနဲ့သူ့ကိုယ်သူအကောင်ကြီးကြီးပြောင်းလိုက်ပါတယ်။ပြီးရနဲ့ဝဲကတော့အကြီးတစ်ခုဖန်တီးပြီး area တို့ကိုတတ်ဖို့လုပ်ပါတော့တယ်။ဝဲကတော့ကနေပေါ်လာတဲ့သုံးမပြတ်တဲ့ဇီးပေါ်ကိုမင်းသား area ကတက်ပြီးသုံးမကြီးကိုတိုက်လိုက်တဲ့အချိန်မှာတော့သုံးမကြီးရှော့သွားခဲ့ရပါတယ်။သုံးမကြီးတိတ်သွားတော့ဘင်းကြီးထရိုက်တာလည်းငကိုမူလပုံစံပြောင်းသွားခဲ့ပါတယ်။ ရင်ကြီးမူလပုံစံကိုပြင်ရောက်တော့ area လေးရဲ့အချက်စစ်ကိုမြင်ပြီးသူသမီးဆိုင်ချမ်းတောင်းလို့သူ့ရဲ့ခရင်နဲ့ area လေးကိုလူသားပုံစံပြောင်းပေးပြီးမင်းသား area နဲ့လက်ထပ်ပေးလိုက်ပါတော့တယ်အပတ်စဉ်တနုနေနေတိုင်းဗီဒီယိုအသစ်လေးတွေကိုတင်ဆက်ပေးသွားမှာမို့မလိုတိုင်းကြည့်ရှုနိုင်အောင် channel လေးကို subscribe လေးလုပ်ပေးသွားကြပါဦးနော်